thank uh you -huh. င်္ဂလာပါရှင်ခသစ် news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ရုရှားဘီလရုစ်လာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လဲအိုင်ယန်လူကစစ်ကောင်စီကို article 33နဲ့အရင်းယူဖို့ဆုံးဖြတ်မှုမြန်မာပြည်သူလူထုရဲ့အောင်းမွေးဖြစ် NUG ကကြိုးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရုရှားဘီလရုစ်လာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လဲအပြည်ပြည်ဆိုင်ရာလုံထမဖွဲ့ချုပ်အိုင်ယန်လူကစစ်ကောင်စီကို article 33နဲ့အရင်းယူဖို့ဆုံးဖြတ်ချက်ချမှတ်မှုမြန်မာပြည်သူတွေရဲ့အောင်းမွေးဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုံထမဝန်ကြီးဌာနကကြိုးဆိုလိုက်ပါတယ်မနေ့က စ်ဇာလန်နိုင်ငံဇနီဘာမြို့မှာကျင်းပပြုလုပ်လျက်ရှိတဲ့113ချိန်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားကြီးရညီလာခံ 113ILC မှာ ILO ကစစ်ကောင်စီရဲ့အခြေခံအလုံသမားလူအခွင့်ရေး ချိုးဖောက်မှုများအတုတပြင်းအာရလုံရဲ့လွတ်လပ်စွာတင်ပင်ဖွဲ့စည်းခွင့်နဲ့စုယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89နဲ့အတ္တမအလုတ်ခိုင်းစီခြင်းဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29ကိုကိုကျူးလွန်ချိုးဖောက်မှုတွေကြောင့် Article 33ရာစစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။အာရလုံရဲ့ဆုံးဖြတ်ချက်ကမြန်မာပြည်သူလူထုရဲ့အံပွဲဖြစ်ပြီးမြန်မာပြည်သူလူထုကနှစ်ပေါင်းများစွာကြကြခိုင်ခင်ဆိုင်ပြီးစစ်တပ်ရဲ့တနက်ကြီးစက်များနှီးမျိုးစုံနဲ့ဖိနှိပ်မှုများမျိုးသမီးများအပေါ်နိုင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုများအရက်သားပြည်သူလူထုနဲ့စာတင်ကြောင်းတွေမှာပညာသင်ကြားနေတဲ့ကလေးငယ်များပေါ် ေါ်ပုံကျဲတိုက်ခိုက်မှုတွေကြားထဲမှာကြမ်းကြမ်းခိုင်းရင်ဆိုင်ရခြင်းမှာရရှိခဲ့တဲ့ပြည်သူအောင်ပွဲဖြစ်ကြောင်း NUG ကဆိုပါတယ်။ အခုလိုစေအောင်စုကိုအရင်းယူရေးဆုံးဖြတ်ချမှတ်နိုင်ပုံအတွက်အမျိုးသားညီညွတ်ရေးအစိုးရရဲ့၃ဖွဲ့ဆိုင်ကိုယ်စားလှယ်ဖွဲ့ကိုစားမြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစု MLA CDUM မှဥမောင်မောင်ကညီလာခံမှာကနဦးဖွင့်မှစကားတိုက်တွန်းပြောကြားခဲ့ပြီးတဆက်ထဲမှာပဲအပြည်ပြင်းဆိုင်ရာအလို့သမားသမဂ္ဂများအဖွဲ့ချုပ်ဒုတိယကိုယ်စားလှယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့၃ဖွဲ့ဆိုင်ဖွဲ့ဝင်အလို့သမားကိုယ်စားလှယ်ဒေါ်ဖြိုးစန္နာဆို MLA CDUM ကစေအောင်စုရဲ့အခြေခံအလို့သမားအခွင့်အရေးလူခွင့်ရေးချိုးဖောက်မှုများ အနိုင်ချင်းဖိနှိပ်မှုများစံဖတ်လို့ရများအတွက် Article 33ရအရေးယူခြင်းကလက်စားချခြင်းမဟုတ်ဘဲမြန်မာပြည်သူလူရဲ့ခုံတိတ်ခါတရားမျှတမှုမြန်မာပြည်သူလူထုရဲ့တိုးတက်ရေးဘဝပြောင်းလဲတည်ဆောက်ရေးအတွက်ဖြစ်ကြောင်းပြောကြားပါရယ်။အယံလူညီလာခံမှာမြန်မာပြည်သူလူထုကိုကိုးစားပြုတဲ့အမျိုးသားညီညွတ်ရေးအစိုးရအလို့သမားဝင်ကြီးဌာနဦးဆောင်တဲ့အစိုးရလုပ်ငန်းရှင်အလို့သမားကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီးမြန်မာဒီမိုကရေစီရေလှောင်ရှားမှုတွေနဲ့အခြေခံအခွင့်အရေးများပြန်လည်ရရှိဖို့ဂျိုးပန်းဆောင်ရွက်မှုမှာအခုလို့ တမိုင်းတွင်ပင်ဆုံးဖြတ်ချက်တရချမှတ်လိုက်ခြင်းကမြန်မာပြည်သူလူထုပေါ်တက္ကပလုံးနဲ့အိုင်အန်လူတို့က ညက်ွယ်ပြုမထားကြောင်းကိုမျက်မြင်သက်သေပြလိုက်ခြင်းဖြစ်ကြောင်း NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်မြန်မာပြည်သူများပေါ်မှာဖိနှိပ်တပြက်နေတဲ့စင်အုပ်စုရဲ့အကြမ်းဖက်လုပ်ရမများကိုကမ္ဘာလင်မှာဖော်ထုတ်ပြသနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်းမြန်မာပြည်သူလူထုနဲ့အတူ ILO အဖွဲ့ဝင်နိုင်ငံများမှအစိုးရအလို့ရှင်အလို့သမားကိုယ်စားလှယ်များနိုင်ငံတကာမှာရှိနေတဲ့အလို့သမားများအလို့သမားသမဂ္ဂအဖွဲ့ဝင်များခေါင်းဆောင်များကမြန်မာပြည်သူလူထုနဲ့အတူတသားရည်ရည်တီကြောင်းပြသခဲ့ခြင်းလည်းဖြစ်ကြောင်း NUG ကစက်ပြောပါရယ် စေအုပ်စုကိုအာတီကယ်33ရာရေးယူမဲ့ကိစ္စကိုအစိုးတင်သွင်းတဲ့အခါမှာမြန်မာစေအုပ်စုနဲ့တကပါလုံးကိုနိုင်ထက်စီးနင်းပြုအနိုင်ကျင့်ဖို့စူးစမ်းနေတဲ့ရုရှားဘီလာရုစ်လာအိုတရုတ်နိုင်ငံတို့ကအကန့်ကွက်ခဲ့ကြတော့လဲအခုညီလာခံကိုတက်ရောက်လာကြတဲ့အလုရှင်ကိုယ်စားလှယ်များအလုသမားကိုယ်စားလှယ်များနိုင်ငံတကာမှတက်ရောက်လာကြတဲ့စီးပွားရေးကိုယ်စားလှယ်များမှတခိုင်နဲ့ထောက်ခံခဲ့ကြကြောင်းသိရပါတယ်အာဒီငယ်တတိတိဆုံးဖြတ်ချက်အောင်ပွဲကတက္ကမလုံးမှာရှိနေကြတဲ့ဆေးအုပ်စုနဲ့ဆေးအုပ်စုရဲ့အပေါင်းပါရင်ကို လက်နက်ရှိတိုင်းနိုင်တဲ့စီနဲ့လှုပ်ဆောင်ပြီးမရကြောင်းကိုတည်တည်ပြခြင်းလည်းဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုအပြည့်အဝလက်ခံကျင့်သုံးတဲ့အိုင်ယန်လိုတုံးပွင့်ဆိုင်ရန်နေရာမှာတည်ရှိနေတဲ့နိုင်ငံတကာအစိုးရများအလို့ရှင်များအလို့သမားများအနေနဲ့မြန်မာပြည်သူလူထုရဲ့ဘဝကိုမျက်ကွယ်ပြုမထားဘဲတသားရဲ့ရတ္တီပီစေအုပ်စုအနေနဲ့နိုင်တဲ့စီနဲ့ပြုနေမှုတွေကိုဘယ်သူမှလက်မခံကြောင်းပြက်ပြက်သားသားပြသလိုက်ခြင်းဖြစ်ကြောင်း NUG ရဲ့ကြေညာချက်မှာဖော်ပြပါရစေ။ ဆက်လက်ပြီးရန်ကုန်နေစိမ့်မှာတာချီလက်ခီးတဲ့တွေထမပါလာတဲ့ပန်းငွေတွေကိုတင်ဆက်တဲ့ပြင်တအုပ်ကိုကြက်သုံးသိန်းစီတောင်းယူနေကြောင်းတင်ဆက်ပေးပါမယ်။စွန်လာလီရဲ့နေကရန်ကုန်နေစိမ့်မှာတာချီလက်ဒေသခံခီးတဲ့တွေရခီးဆောင်အိတ်တွေကိုလေစိတ်လုံးကြုံရေးတာဝန်ရှိသူတွေကအတင်းဖွင့်ခိုင်းပြီးတွေ့ရှိတဲ့ထိုင်းပန်းငွေတွေကိုကိုကျိုးအတွက်တင်ဆက်ကခီးတဲ့တအုပ်စီမှာငွေကြက်သုံးသိန်းစီတောင်းယူထားလိုက်တယ်လို့ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့ခီးတဲ့တအုပ်ကသတင်းဌာနကိုပြောပါရတယ်။ အိမ်ပြန်လာရန်ကုန်နေစိတ်အဝင်မှာဖဲသွားမလဲမီးလို့တာချီလိမ့်လို့ပြောလိုက်တယ်ဒီလိုပြောတော့ပတ်စံရင်ရှူလာခိုင်းတယ်ဖွင့်ပေးဆိုလို့ဖွင့်ပေးလိုက်တယ်ထိုင်းဘက်ငွေတွေတွေ့သွားတယ်အဲ့ဒါကိုအကုန်ယူတယ်ဘတ်နှစ်တောင်းကျော်ဒီမှာမယူလာရဘူးပြောပြီးသူ့အိတ်ထဲကိုအကုန်ထည့်တယ်ကိုရီးကတာချီလိမ့်ကဆိုတော့ဘတ်ပဲသုံးလာလေဒီတိုင်းသတိမထားပဲရှူလာမိတာကိုအငမ်းမရအိတ်ထဲကနှာယူတယ်ကျေနပ်လားဆိုပြီးမီးသိတယ်လို့အဲ့ဒီခီးတဲ့ကပြောပါတယ်ဒီဖြစ်စဉ်ကစုံလလီရဲ့မနက်9နာရီချိန်ကဖြစ်ပွားခဲ့တာဖြစ်ပြီးသူစည်းလာတဲ့လေရင်ကမြမလေးကြောင့် MI ဖြစ်ပြီးရန်ကုန်တာချီလေး 所以，你去见嘛？ M844 ဖြစ်တယ်လို့သိရပါတယ်။တာပြင်လောင်ဝကကလည်းဘန်းငွေတွေ့သွားတာနဲ့တာကြီးလေးကီးတဲ့ရီထန်ကတရာကိုချက်3သိန်းစီတောင်းခံခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်ကတော့ဘဏ္ဍတောင်းပါသွားတယ်။နောက်လူတွေလည်းတရာစာ2000စာပါသွားပုံရတယ်။လောင်ဝကကတရောက်3သိန်းပြီးမှပြန်လွတ်ပြီးမယ်လည်းပြောရော။လင်းရင်ထွက်တော့မယ့်ချိန်မှာသူကရစ်နေတာမပြီးဘူး။ဒါနဲ့တောင်းတော့လောက်ပြီးခဲ့ရတယ်။ကိုနိုင်ငံမှာကိုခီးသွားတာမှဘာမှလုံခြုံမှုမရဘူး။ဟိုညစ်ဒီညစ်နဲ့ဒီလိုမီဒီယာကိုသတင်းပေးရတာတာကြီးလေးကီးတဲ့ရီခုလိုဖြစ်ရမျိုးမကြုံတွေ့စေလို့တဲ့စေတနာနဲ့ပြောကြလာလို့သူကပြောပါတယ်။အဓိကမီ ီယာကိုပြောရတာကကျွန်တော်တို့လို့တာချီလေးခီးတဲ့ရေရှံကုန်ပြန်လာရင်ဒီလိုအဖြစ်မျိုးတွေကိုမကြုံစေချင်ဘူးဒီလိုသတင်းပြောပြရတာပါအမှန်ကနိုင်ငံတော်အတွက်တင်းယူရဲဆိုလဲဟုတ်သေးတယ်အခုကကိုရိုးကိုโจအတွက်ပဲတင်းသွားတာ သူတို့တာချီလက်ခီးတဲ့တွေကိုဒီလိုလှုပ်ရှားနေကြဖြစ်ပုံရပါတယ်တာချီလက်ခီးတဲ့ဆိုတာနဲ့တန်ပြီးအိတ်ဖွင့်ခိုင်းတာပါပဲလို့ပြောကြပါတယ်ရန်ကုန်လေးစိတ်တွင်နိုင်ငံသားမှပြန်လာတဲ့မြန်မာခီးတဲ့တွေပြည်ပကိုထွက်ခွာမဲ့မြန်မာခီးတဲ့တွေကိုတာမကပြည်ရင်းခီးတဲ့တွေပေါ်မှာလည်းအခုလိုတည်ယဝင်ငွေတောင်းခံမှုတွေရှိနေတယ်လို့သတင်းတွေကြေကြေပြန့်ပြန့်ထွက်ပေါ်နေတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင် လင်ရင်များကဒေဘော်ဘူစကံမကြစေဖို့ပုံကျင်းခုခံစဉ်မိမိတပ်ဖွဲ့တွေပေါ်ပုံမှားချင်းချမိလို့စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တင်ဆောင်သွားခဲ့ပြီးကြံစစ်သားများအလုံးအလံဖြူထောင်းလက်နက်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ရှိဒေဘော်ဘူစကံကို KNL တပ်တွေကမနေ့ကအပြင်အထက်ထိုးစစ်ဆင်စဉ်ဒေဘော်ဘူစကံမကြစေဖို့စစ်ကောင်စီကတိုက်လင်ရင်တွေနဲ့ပုံကျင်းခုခံခဲ့ပြီးမိမိတပ်ဖွဲ့ပေါ်ပုံမှားချင်းချမိလို့စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးတင်ဆောင်သွားခဲ့ကြောင်းထိုင်းမြန်မာနယ်စပ်စီးရင်တရင်ရင်မြစ်က သတင်းဌာနကိုပြောပါရယ်မနီးခဆွန်လာ၃ရက်နေ့ညနေပိုင်းမှာ KNL ပူပေါင်းတပ်တွေကတိဘောဘူစကန်ကိုအပီးသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းအဲ့ဒီလိုမသိမ်းပိုင်နိုင်မီစစ်ကောင်စီကတိုက်လေရင်နေနဲ့အဆက်မပြတ်ခုခံပုံကျဲပြစ်ခတ်ခဲ့ကြောင်းဒါပေမဲ့စစ်လေရင်တွေက၎င်းရဲ့တပ်ဖွဲ့ဝင်တွေပေါ်ပုံမှာကျင်းချမိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်30တေဆုံးခဲ့ပြီးကြံရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှလည်းလက်နက်ကြားအညံခံအလံဖြူထောင်ခဲ့ကြကြောင်းအဲဒီနောက် KNL ပူပေါင်းတပ်တွေကတိဘောဘူစကန်ကိုအပိတက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ကနအူးတိရတာကတိုက ်လီရင်တွေကဘုံမကျေတာဒေပေါ်ပိုစကန်က30လောက်တိစုံနေသူတို့စစ်ကိုပြစ်ခတ်တာတွေကသူတို့လူပြန်ထည့်ရလို့သိရတယ်လို့ထိုင်းမြန်မာစင်တာစီရေးတည်င်းအင်းမြစ်တွေကပြောပါတယ်။ မနေ့ကဒေပေါ်ပူစကန်သိန်းတိုက်ပွဲမှာတော်လိုင်းတက်တွေဘက်မှာတိစုံမှုမရှိဘဲရဲဘော်လေးဦးတန်ရအပြင်းထန်ရရှိထားကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ရဲ့ဒေပေါ်ပူတက်စကန်ကိုတော်လိုင်းတက်တွေကရရှိသွားပြီဖြစ်ပြီးထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတက်စကန်၄ခုသာကျန်ရှိတော့ပြီးအဆိုပါစကန်ဒီမှာဥကရီထံဝေါ်လီပြူဟာကုံတီးသေးလေစကန်ထိကက်ပလဲစကန်တို့ဖြစ်ကြောင်းသိရပါတယ်။ KNU ကမလအီပီလာနဲ့မေလာအတွင်းမှာထိုင်းမြန်မာနယ်စပ်ဒီမှာစစ်ကောင်စီရဲ့ပူလူတူခလက်တီတခေါပီကွီမောဖာသူစကန်တာလဲစကန်များမေလာဘလတ်တို့မော်ခီပ ဘရင်နောင်စကန်ကုန်းကနေနီစကန်နဲ့ရွှေအေးမြိုင်တပ်စကန်တို့ကိုဇက်တိုင်းတိုက်ခိုက်သိမ်းယူနိုင်ပြီးဇွန်လ3ရက်နေ့မှာတေးပေါ်ဘူးစကန်ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။2022ခုနှစ်မေလအတွင်းကလည်းတေးပေါ်ဘူးစကန်ကိုကော့ဘရာစစ်ကြောင်းနဲ့ဘိုးအေစီဝါဦးဆောင်တဲ့တော်လိုင်းတပ်တွေကပထမကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ဘူးတယ်လို့သိရပါတယ်။ ဆက်လက်ပြီးဘောလခဲမျိုးရင်းနီပေါက်ကာကင်စကန်ကိုတင်ပိုင်ရရှိပြီးစစ်သား20ဦးထပ်မင်းတည်ဆောင်ပြီးလက်နက်15လက်ကျော်နဲ့ခရဲများတင်ဆက်ရရှိရေးကြောင့်တင်ဆက်ပေးပါမယ်။ကရင်နီပြည်ဘောလခဲမျိုးရှိအကြံဘတ်စစ်ကောင်စီရဲ့ကာကင်စကန်ကုန်းကိုတိုက်ခိုက်တင်ပိုင်ခဲ့ရာစစ်သား20ဦးထပ်မင်းတည်ဆောင်ပြီးလက်နက်15လက်ကျော်နေခရမ်းများတင်ဆက်ရရှိခဲ့ကြောင်း KEC ရေဘူကျုံဘူမူကြီးဖုံးနိုင်ကတရင်ဌာနကိုပြောပါရယ်မေလ22ရက်မနက်9:00နာရီချိန်ပေါ်လခင်မြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီရဲ့ပြူဟာကုန်းကိုကာကွယ်ရေးပိထားတဲ့ကက ခင်းစခန်းကိုကရင်နီတော်လိုင်းတပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း၂၀ထက်မနည်းမျက်မြင်တွေ့ရှိခဲ့ရပြီးလက်နက်၅လက်ကျော်နဲ့ခင်းရများသိမ်းဆည်းရရှိခဲ့ကြောင်းအဲဒီစခန်းသိမ်းတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်က လေချောင်းနဲ့ခုနှစ်ကျင်းပုံကျဲပြက်ခတ်တက်ခတ်ခဲ့ကြောင်းသိရပါရယ်ဖြူဟာစကန်းတော့မဟုတ်ဘူးရှင်နီပေါက်ကအရှိကကင်ပေါ်ဖြူဟာနဲ့တော့ချိတ်ဆက်နေတာပေါ့လက်နက်ကတော့15လက်16လက်လောက်ရတယ်အလောင်းက15လောင်းအလောင်း20လောက်တော့အဝေးကနေတွေ့ရတယ်လီရင်နဲ့ဘုံလာကျင်းတော့အတိအကျတော့ရေတွက်လို့မရဘူးဒီထက်တော့ပိုအောင်မယ်ထင်တယ်လီရင်နဲ့ကခုနှစ်ကျင်းဘုံလာကျဲတာခန်းက9ကျင်းဆွဲပစ်သွားတယ်သူက point point အလုံးကြီးတယ်လီရင်ပေါက်ကပစ်သွားတာလို့ KAC ရေးချုပ်ဘူမူကြီးဖုံးနိုင်ကသတင်းဌာနကိုပြောပါရယ် ရင်းနီပေါ့ရွာကာကင်းစခန်းကဘောလခဲမျိုးရဲ့တန်လွင်မြေအရှိဘက်ကမ်းမှာတည်ရှိပြီးဆက်လက်သိမ့်ပိုက်ရန်ကြံရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းဘောလခဲမျိုးမှာစစ်ကောင်စီရဲ့ခမာယ429ခမာယ430နဲ့ခလာယ338တို့ပြင်ရှမ်းပြည်နယ်အခြေဆိုင်စစ်စင်ရေးကုကဲမှုဌာနချုပ်စကကနှင့်လက်အောက်ခံတိုင်ရင်ချုပ်ကိုအားဖြည့်ထားကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။